တရုတ်နိုင်ငံဘေကျင်းမြို့တော်အောက်တက်တဲ့မြေအောက်မှာနျူကလ িয়ার ဒဏ်ခံနိုင်တဲ့ကြီးမားတဲ့မြေအောက်ဥမြင်ကွန်ရက်ကြီးတစ်ခုရှိတယ်ဆိုရင်သင်အံ့အားသင်သွားမလားဒီလိုနျူဒဏ်ခံနိုင်ရရှိတဲ့မြေအောက်စခန်းကြီးဟာဘေကျင်းရဲ့အောက်မြေအောက်ထဲမှာအမှန်တကယ်ရှိနေတာဖြစ်ပါတယ်ဒီမြေအောက်ကွန်ရက်ထဲမှာဘေကျင်းမြို့တော်ရဲ့မြို့ပြအင်အားဈေးကြီးမြင့်မှုကြောင့်တိုက်ခမ်းမဝေနိုင်တဲ့လူတွေဟာဒီမြေအောက်တွင်မှာပဲနေထိုင်ပြီးသူတို့ရဲ့ဘဝတွေကိုရှင်သန်ဖြတ်ကျော်နေရတာပါ ဒီမြေအောက်ဥမင်ထဲမှာလူတွေနေထိုင်ရုံသာမကပဲနဲ့ဈေးဆိုင်တွေလုပ်ငန်းတွေပါတည်ရှိနေတာဖြစ်ပါတယ်ဒီလိုမျိုးမြေအောက်ကွန်ရက်ထဲမှာခိုးလုံနေထိုင်တဲ့လူကြီးဟာတန်းတောက်တိရှိတယ်လို့နိုင်ငံတကာစစ်တမ်းအချက်အလက်တွေကပြောပါတယ်ဒီညူရန်ခံမြေအောက်ကိုဘယ်တော့ကဘာကြောင့်ဆောက်ခင်းရပါသလဲဒီလိုညူရန်ခံတိုင်းတဲ့မြေအောက်ကွန်ရက်ကြီးကိုတရုတ်အစိုးရက1969နဲ့80ပြည့်နှစ်တွင်မှာဆောက်လုပ်ခဲ့တာဖြစ်ပါတယ် အဲ့ဒီကာလတွေဟာဆိုရင်တရုတ်နဲ့ဆိုဗီယက်ယူနီယံတို့ကြားကွန်မြူနစ်အင်အားကြီးနိုင်ငံချင်းချင်းဆက်ဆံရေးအဖူတစ်တွေဖြစ်ပွားပြီးနေဆက်တိုက်ပွဲတွေပေါ်ပေါက်နေခဲ့တဲ့ကာလဖြစ်ပါတယ်။တခါ1950ပြည့်နှစ်တွေကကိုရီးယားကျွန်းဆက်စစ်မှာတရုတ်တပ်တွေကမြောက်ကိုရီးယားဘက်ကနေပအဝင်တိုက်ခိုက်ပြီးအမေရိကန်နဲ့မဟာမိတ်တပ်တွေကိုရာလူမြင့်တစ်ဖက်က38မြင်းပြိုင်နောက်ထိတိုက်ထုတ်ခဲ့ပါတယ်။အဲ့ဒီလိုတရုတ်ကွန်မြူနစ်တွေစစ်ထဲပါလာလို့တရုတ်တပ်တွေရှေ့ဆက်မတိုးဘဲရပ်တန့်ဖို့အတွက် ဂျပန်နိုင်ငံကိုအမေရိကန်သမ္မတကိုစားဘယင်ခံဖြစ်အုပ်ချုပ်နေတဲ့အမေရိကန်ဗိုလ်ချုပ်ကြီးမက်အာသာကတရုတ်မြို့ကြီးသုံးမြို့ကိုဟီရိုရှိမားနဲ့နဂါစကီပေါ်ချိတ်ချခဲ့တဲ့ဘုံထက်အဆများစွာပြင်းထန်တဲ့ဘုံချဲချဖို့အမေရိကန်သမ္မတထရူမန်စီတင်ပြခဲ့ပြီးသမ္မတကိုကြော်လွန်ပြီးတော့တရုတ်ခေါင်းဆောင်မော်စီဒုံးနဲ့ကွန်မြူနစ်အစိုးရကိုရာဇသံပေးခဲ့ပူပါတယ်။ဒီလိုနောက်ခံအချက်တွေကြောင့်ဂျပန်မြို့ကြီးနှမြို့ရဲ့အဖြစ်အပျက်နဲ့ယူလက်နဲ့ပိုင်ဆိုင်ထားတဲ့ဆိုဗီယက်နဲ့ပြဿနာဆက်ဖြစ်လာချိန်မှာတော့ မော်စီတုံးစိုးရဟာစိုးရင်ထိတ်လန့်ပြီးဘေကျင်းမြို့တော်အောက်မှာအနှုတ်မျိုးစစ်ဖြစ်လာခဲ့လို့ရှင်ရင်ခုံလုံးနေတိုင်းနိုင်အောင်လူသတန်းကျော်ဆန့်တဲ့အဲ့ဒီကွန်ရက်ကြီးကိုဆောက်လုပ်ခဲ့တာပါအခုစစ်ရဲခက်ကဆောက်လုပ်ခဲ့တဲ့အဲ့ဒီမြေအောက်ဘန်ကပြင်ဘေကျင်းမြို့တော်အနီးမှာတရုတ်စိုးရဟာမြေအောက်စစ်ဘက်ကုတ်ကင်ရေးဌာနချုပ်ကြီးတခုကို2024ခုနှစ်ကဆက်လို့တည်ဆောက်နေတယ်လို့ပြောပါတယ်ဘန်ကအဟောင်းကိုလည်း2019ခုနှစ်မှာလူသူဝင်ရောက်ခွင့်ပိတ်ပင်လိုက်တယ်လို့ဆိုပါတယ် ဒါပြင်တရုတ်နိုင်ငံခြုံချင်းမြို့တော်ကစင်ချေဘုံတနေရာမှာဆိုဗီယက်နဲ့ထိတိုက်တွေ့တဲ့ကာလတွေမှာတောင်တန်းကြီးတစ်ခုလုံးကိုထွင်ပြီးယူတန်ကန်ဘန်ကာကြီးတစ်ခုကိုစစ်စခန်းတစ်ခုဖြင့်တိစောက်ခဲ့ပါတယ်။တရုတ်ကောင်းဆောင်မော်စီတုံးအမိန့်နဲ့ဝန်ကြီးချုပ်ချူအင်းလိုင်ကအကောင့်တင်ဖော်ခဲ့တာပါ။တရုတ်စစ်အင်ဂျင်နီယာပေါင်း6000ကျော်နဲ့တိစောက်ခဲ့တဲ့အဲ့ဒီညောင်လိုင်ကောင်းဟာ TND ရန်ပောက်ကွဲအားတန်ချိန်တသိန်းအားကိုခံနိုင်ရရှိပြီးဗလင်တန်8တတမ3ညမက်ဂနီကျူပြင်အားကိုပါ ခံနိုင်ရရှိအောင်စီမံစောင့်လုပ်ထားခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့တရုတ်နိုင်ငံမှာနိုင်ငံရေးအပြောင်းလဲဖြစ်ပြီးဒိန်ရှောင်ဖိန်အာဏာရလာတဲ့နောက်အဲ့ဒီစီမံကိန်းကိုရပ်ဆိုင်ပြီးတော့တင့်ဝက်အစင်းကနေပါရှော့ချခဲ့တာပါ။2010ခုနှစ်မှာအဲ့ဒီ New Duncan မြေအောက်စခန်းကြီးကိုအများပြည်သူခီးသွားနေရာဖြစ်ပြောင်းလဲပစ်ခဲ့တာဖြစ်ပါတယ်။